အားလုံးပဲမင်္ဂလာပါမနောဘဝမှာတခါတလေကြာရင်ဒီအခက်ခဲတွေကငါတယောက်တည်းကိုမှလာဖြစ်နေတာလားဒီအစင်မပြေမှုတွေကငါမှလာဖြစ်နေတာလားဒီလိုအခက်ခဲကြီးကငါစီကိုမှရွေးပြီးတော့မှ ရောက်လာတာလားငါတကယ်ကိုကယ်နေမကောင်းတော့ဘူးလားငါတကယ်ကိုဘာမှမလုပ်နိုင်တော့ဘူးလားဒီလိုမျိုးရင်းနဲ့ခံစားရတတ်တယ်အဲ့လိုခံစားရတယ်ဆိုတဲ့အချိန်မှာဒီနှစ်ချက်ကိုပြုလုပ်ပေးကြည့်ပါအဲ့ဒါနံပါတ်၁ချက်အနေနဲ့ကတော့လွယ်ကူရိုးရှင်းတဲ့ဗုဒ္ဓဘာသာတွေဆိုလို့ရှင်တော့အရင်ကိုရင်းနှီးလိုက်မယ်အဲ့ ါ nga ဘာလဲဆိုရင်မေတ္တာပို့ပေးခြင်းပဲဖြစ်ပါတယ်ခொနည်းသားသမီးတွေအစဉ်ပြေကြပါစေခொနည်းသားသမီးတွေကိုစိတ်နှလုံးကြည်လင်အေးမြကြပါစေခொနည်းသားသမီးတွေဘာပဲလုံးလုံးလုံးသမျှအောင်မြင်ကြပါစေအစဉ်ပြေကြပါစေဒီလိုမျိုးနဲ့ကိုကဆူတောင်းပေးရမှာပဲဖြစ်ပါတယ်ဘာသာကြားတွေဆိုလို့ရှိရင်လေဒီကိုယ့်ရဲ့ဒီကိုးကွယ်တဲ့ဘာသာမှာမေတ္တာပို့ပေးတဲ့အရာလေးရှိလိမ့်မယ်အဲ့ဒါလေးကိုလုပ်ပေးလိုက်ပါပြီးတော့နံပါတ်2ချက်နံပါတ်2ချက်ကတော့ဘာလို့ရမှာလဲဆိုလို့ရှိရင်အမုံတွေကလက်ရှိကိုကျေးဇူးတင်ရမယ့်အရာတွေကိုအ ਨੇ စုံစေ 10ခုကိုခြာရေးပါ10ခုကိုခြာရေးပြီးသွားပြီဆိုရင်ဘာကြောင့်ကျေးဇူးတင်ရလဲဆိုတဲ့အရာလေးကိုလည်းရေးလိုက်ပါအမိုးရဲ့ပေါ်ကမှာအဲ့ဒီအရာလေးကိုလုံလိုက်တယ်ဆိုတဲ့အချိန်မှာဒီနှစ်ခုပေါ့အဲ့နှစ်ချက်ကိုအမိုးလုံတဲ့ဆိုတဲ့အချိန်မှာအမိုးစိတ်ထဲမှာတောင်းတတဲ့အရာလိုချင်တဲ့အရာတွေဆိုရင်ရလာတယ်အမိုးခက်ခဲတစ်ခုခုဖြစ်နေတယ်ဆိုလို့ရှိရင်လွလွယ်ကူကူနဲ့ကိုမှပြေလည်သွားတယ်အဆင်ပြေသွားတယ်တချို့အရာတွေဆိုလို့ရှိရင်ကိုတော့ပတ်စံပေးပြီးတော့ဝယ်စရာမလိုသူ့ဟာနဲ့သူရောက်လာတယ်အဲ့ဒီခါကျတော့ဘယ်ကဒီနီးလေးနှစ်ခုကိုတောင်းချကြည့်ပါအဲ့လိုလုံလိုက်ခြင်းအပြင် င်အော်ငါမှာတော့ဒီရာတွေရွက်ချင်လို့ရနေတည်သေးတာပါလားငါတော့ဒါတွေလုံးလို့ရနေသေးတာပါလားဒီလိုမျိုးနဲ့ကိုကစိတ်ပြေသွားမယ် ီးရင်ကိုကိုလှုပ်လို့ရတဲ့အခွင့်အရေးအခွင့်အလန်းတွေကိုမြင်လာမှာပဲဖြစ်ပါတယ်အဲ့တော့မို့နားနေတဲ့အခက်ခဲတွေကြုံတဲ့အခါမှာငါမှပဲလာဖြစ်နေတယ်ဆိုတဲ့ခံစားချက်ကြီးကဝင်သွားတတ်တယ်ဒါကြောင့်မို့လို့မလို့ကအမြဲတမ်းစဉ်းစားပါငါတယောက်တည်းဖြစ်တာမဟုတ်တခြားသူတွေမှလည်းဒီလိုမျိုးတွေရှိတတ်တာပဲအဲ့ဒီအတွက်ကြောင့်ကိုကကျေးဇူးတင်ရမယ့်အရာကိုအနည်းဆုံး10ခုကိုချပြီးတော့မှလုပ်လိုက်ပါအဲ့လိုလုပ်တယ်ဆိုတဲ့အချိန်မှာဒီနှစ်ချက်ကိုလုပ်တယ်ဆိုတဲ့အချိန်မှာကိုဒီကိုရဲ့စိတ်ကိုရင်ဦးဆုံးစူးစီးပါစူးစီးပြီးတော့မှဒီနှစ်ချက်ကိုလုပ်လိုက်ပါလို့အိုင်ဒီယာလေးပေး းလိုက်ချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်တစ်ချိန်တည်းမှာပဲဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေက ကိုယ့်ရဲ့ဘဝနဲ့ပတ်သက်ပြီးတော့မှ marketing နည်းလမ်းတွေ၊စေးနည်းလမ်းတွေ၊စကားပြောဆိုမှုစွမ်းရည်တွေ၊ course ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းတွေ၊အကျင့်ကောင်းတွေကိုဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းတွေလူတွေကိုလွှမ်းမိုးနိုင်စေမယ့်စကားပြောနည်းတွေကိုကိုကလေ့လာခြင်းနဲ့သင်ယူခြင်းနဲ့ဆိုလို့ရှိရင်အတုံးချစစ်ပညာလို့ခေါ်တဲ့ NLP ကိုလေ့လာလိုက်ပါ။ဟိုမစီမှာဆိုရင် NLP ကအခြေခံသင်တန်းရှိတယ်။ပြီးဝပြီဆိုလို့ရှိရင်တကယ်ကို course ဖြစ်ချင်တဲ့သူတွေတကယ်ကိုကိုကစေးအကြောင်းနဲ့ပတ်သက်ပြီးသိချင်တဲ့စကားပြောနည်းတွေနဲ့ပတ်သက်ပြီးတော့မှကျွမ်းကျင်ခြင်းနဲ့အကျင့် ်ကောင်းတွေကိုတိစောက်နိုင်ခြင်းနဲ့ကိုယ်စိတ်အကြောင်းကိုသိပြီးတော့မှကောင်းမွန်တဲ့ relationship ကောင်းမွန်တဲ့ငွေကြေးတွေဖန်တီးနိုင်ခြင်းနဲ့ဆိုလို့ရှိရင်တက်တဲ့နဲ့တင်းတဲ့တစ်ခုပဲဖြစ်ပါတယ်။ဆိုတော့ဒါတစ်ပို့ပြီးတော့မှအစင်မြင့်မြင့်တင်ယူခြင်းနဲ့ဆိုလို့ရှိရင်လည်းဆက်သွယ်လို့ရပါတယ်ရှင့်။အမြဲတမ်းမှတ်ထားပါ Hero is you